အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးသက်တွေအားလုံးမင်္ဂလာပါ Manchester United အသင်းကသူ့ရဲ့အသင်းကောင်းဆောင်ကွင်းလေကစားပါ Bruno Fernandes ကိုရောင်းထုတ်ပို့စပြီးတော့စဉ်းစားပြီးပြင်ဆင်နေပြီလို့ဖော်ပြလာတယ်အဓိကကတော့အသက်အရွယ်ကောင်းတော့မှသူ့ရတဲ့လောက်ပြောင်းရွှေ့ချီတစ်ခုကိုရှာဖွေပြီးတော့ ငယ်ဝေတဲ့ကစားမနဲ့အစားထိုးဖို့သူဘက်ကကြီးဝေထားတယ်ဒါကြောင့်ဟိုတနေ့ကပဲအာဒမ်ဝါဒန်ကိုခေါ်မယ်ပါညာနဲ့ဆိုတော့ position ကတော့မတူဘူးလေဒါပေမဲ့ United ကအဲ့ Bruno Fernandes ရဲ့ position မှာ သူတို့က Ruben Amorosa ဆက်ထားမယ်ဆိုရင် Matthias Cunha နဲ့တော့အပွဲမှုရှိတဲ့အတွက်ကြောင့်ဆိုတဲ့အတွက်ကြောင့် Bruno ကိုသူတို့ထုတ်လို့ရပြီလို့သူတို့ခံစားမိတဲ့ပုံစံရတယ်ဆိုတော့အခု Man United က Bruno Fernandes ကို2026လို့ရသည်မှာ Saudi Arabia club တွေကိုရောင်းထုတ်သွားဖို့ဆိုတော့ Bruno က2029ခုနှစ် COVID ကာလမှာ Sporting Lisbon ကနေတန်40ကျော်နဲ့ပြောင်းတယ်အပိုစုချေးအပါဝင်69တန်းလောက်ထိရှိတဲ့ပြောင်းရွှေ့ချေးပြဒါပေမဲ့အဲ့ပြောင်းရွှေ့ချေးဟာလုံးဝတန်တယ် မန်ယူနိုက်တက်ကအကောင်းဆုံးပေးဆက်ခဲ့တဲ့သူ့ရဲ့ဖန်တီမူခရီးမူကအမြဲတမ်းနှစ်တိုင်းနှစ်တိုင်းမှာတကယ်ကိုကျေနပ်ရှာပဲဒါမဲ့ဘယ်လိုပြောမလဲအသေးတင်းရဲ့အောင်မြင်မှုတွေကိုကြည့်တဲ့အခါမှာဘရူနိုဖနန်ဒက်စ်ရဲ့ body language တို့ character ပုံစံတွေကိုပေးသက်တော်များများမကြိုက်ကြတဲ့သူလည်းရှိတယ်ကြိုက်တဲ့သူလည်းရှိတယ်ဘရူနိုကသူစပြီးတော့ United ကိုစာရောက်လာတဲ့နှစ်ပြီးတဲ့ချိန်ပေါ့လေအဲ့ကနေမှဇတိုက်အနေနဲ့နောက်ဆုံး400ဒီဇတိုက်မှာဘရူနိုဖနန်ဒက်စ်ရဲ့ chance creative ပိုင်းကကြောက်ဖို့တော့ကောင်းတယ် 2022-23မှာ Bruno Fernandes ကဒါ chance create ပေါ့လေ the most chance created ပိုင်းမှာ119ချိန်ဖန်တီးတယ်။ဆိုတော့အဲ့ဒါကဂိုးဖြစ်တာလည်းရှိလို့ဂိုးမဖြစ်တာလည်းရှိတယ်။ဒါပေမဲ့ तू ဂိုးရနိုင်မဲ့ position တွေအားလုံးကို तू ရအောင်ဖန်တီးတယ်။စုစုပေါင်း chance က119ချိန်။နောက်အဲ့2022-23ရာသီမှာ လေးကြိမ်သူဖန်တီးပေးတယ်အဲ့ဒါကလည်း the most chance creative player အဖြစ် De Bruyne က most ဒီ final third ဆုံးမှာတကယ် decided pass တွေတကယ် killer pass တွေနဲ့တကယ်အရေးကြီးတဲ့ create မှုတွေကိုလုပ်တယ်ဒါပေမဲ့ January ဘယ်လိုပြောမလဲ creative ဘိုင်းမှာ Bruno Fernandes ကအများဆုံးဖြစ်တယ်ဆိုတော့အဲ့ဒါပဲဆိုတော့အဲ့မှာ Bruno Fernandes က22 23မှာ total chance creator က134ကြိမ်တိရှိတယ်ဒါပြီးတော့မှပြီးခဲ့တဲ့ရုံးကန်နေရတဲ့အချိန်မှာတော့ United အသင်းမှာ Bruno ဟာ 2024-25မှာ62ကြိမ် chance create လုပ်ခဲ့တယ်။ဒါ chance create လုပ်ခဲ့ပြီးတော့မှဒီဒီနှစ်ရာသီ so far ပေါ့လေအခု9ပွဲကပ်ပြီးတဲ့အချိန်မှာ16ကြိမ် chance create လုပ်ထားတယ်။ဆိုတော့တခြားကတော့မရှိဘူး။ဒါပေမဲ့ဒီနှစ်ကတော့နည်းနည်းနည်းနိုင်တယ်။ဘာကြောင့်နည်းနိုင်လဲဆိုတဲ့အချက်ပေါ့လေ။ तू ကပြိုင်ပွဲအများကြီးမရှိတာရေနောက်တစ်ခုက तू Premier League only ကိုဒါဒါတော့အခုဒါတွေအားလုံး Premier League only ဆိုတော့ဒီဟာဒီမှာတော့ Bruno Chance ကနည်းနည်းတော့နည်းလာတယ်။ဘာလို့နည်းလာလဲဆိုတော့သူ့ကို Deep in row မှာထားလိုက်တဲ့အချက်ကြောင့်ဟို 22 23 23 24 24 25တော့ကဘရူနိုကို United ကနံပါတ်10 row မှာထားပြီးတော့ကစားတဲ့ကြောင့်သူ့ရဲ့ chance ကြီးကအများကြီးပဲခရီးလုံးနိုင်ပေမဲ့ဒီနေ့ကတော့တိတာတယ်9ပွဲမှာဒါ16ကြိမ်ဆိုတာဒါသူ့ standard ရဆို9ပွဲမှာ30လောက်တော့ရှိတင်တယ်ဗျာဒါမဲ့9428ဆိုတော့30တော့မှ20ဆိုလည်းဖြစ်တော့ဖြစ်နိုင်သေးတယ်ဒါ9428 95လီဆိုတော့ ပြောလို့မရဘူးဒါပြီးခဲ့တဲ့နှစ်စံချိန်ကိုမိကောင်းပြင်နိုင်သေးတယ်ဒါပေမဲ့16ချိန်ဆိုဖာဖြစ်တယ်ဒါပေမဲ့ Manchester United က right time ဖြစ်ပြီလို့ Bruno ကိုသူတို့ခံစားတယ်အသက်30ရွယ်ရှိတဲ့ကြောင့်သူတို့ရဲ့အသင်းကောင်းဆောင် Portuguese ကွင်းလေကစားသမားကို Euro တန်း100လောက် target ထားတယ်တန်း100ပေးရင် Bruno ကိုသူတို့ရောင်းမယ်အိုက်ရရတဲ့ပတ်စံနဲ့သူတို့ကွင်းလေကစားသမားတယောက်တင်ချပေါက်အားဖြစ်မယ်ဆိုတော့ ကွင်းလေကဘောက်စုပေါက်လေးဖြစ်နိုင်တဲ့ central midfield player လေးဖြစ်ကောင်းဖြစ်နိုင်လို့ Bruno Fernandes က I rule ကိုတိတ်သဘောမကျအောင်ပြန်သူတိတ် appreciate မဖြစ်ဘူးဒါပေမဲ့ကြီးပြခိုင်းလို့ကသူကစားနေတာသူတိတ်ကုန်ရင်းတော့မတက်ဘူးဒါပေမဲ့ तू enjoy မဖြစ်ဘူးဗျာသူက तू ကဘယ်လိုရှင်းရှင်းလေး Bruno Fernandes ရဲ့ကစားမမျိုးက तू က war hard war hardworking player မဟုတ်ဘူး hardworking player မဟုတ်ဘူးအရင်ကြီးလိုက်စူးစမ်းပြီးအသင်းကြီးလိုက်ပြီး pressing လုပ်နေတာပဲလွတ်တာမဟုတ်သူကြော့ကြော့လေးကစားတဲ့ကစားမမျိုး အိုဇေးရိုလို့သာမမျိုးပြဆိုတော့အဲ့ဒါက different ဖြစ်တယ် Bruno Fernandes နဲ့ပတ်သက်လို့ဆိုတော့သူ့ကိုအဲ့ position ထားရင်တခြားအလုပ်တွေသူ line လို့တော့သူသိမလို့ချင်းပေါ့ဆိုတော့ Man United က Bruno Fernandes ကိုဒီနိုယာဒီမှာရောင်းထုတ်ဖို့ပြင်ဆင်ထားပြီးတော့ပြောင်းရွှေ့ခြင်းတန်းတရာလောက်ထိမျှော်လင့်ထားတယ်ဆိုတော့ United နဲ့ Bruno ကြားမှာလည်းစကားပြောဆိုမှုသဘောတူညီမှုအချို့လို့ Sorry Club တွေနဲ့လည်း Man United ွင်းလေကစားမကစကားပြောနေလို့ဖော်ပြထားပြီးတော့26ကသူတို့အသစ်တော်ဆုံးနဲ့ United တို့အကောင်းဆုံးပြောင်းရွှေ့ကြည်ရနိုင်မယ့်အခြေအနေလို့ထင်ထားတဲ့အတွက်ကြောင့်2026မှာဘလူးနူကိုရောင်းမယ်တန်တရာလောက်အာနာစာကအဓိကခေါ်နေတဲ့ AED ဟတ်တို့အာလီတို့အာဟီလာတို့လည်းစိတ်ဝင်စားပြီးတော့ United ကတော့ဘလူးနူကိုရောင်းပြီဆိုအဲ့ရပတ်စံနဲ့ကျွန်တော်ခုနပြောသူ အန်ဒါဆင်တို့ကာလုစ်ဘလီဘာတို့နောက်ခုနပြောတဲ့အဒမ်ဝါဒန်အပါဝင်တခြားကစားသမားတွေကိုသူတို့အစားထိုးလို့ maybe ကိုဘီမင်းနူးကိုသူ့နေရာမှာလည်းအစားထိုးဖို့ရွယ်ကောင်းရင်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်